ကျန်းမာရေးအတွက်ယောဂကျင့်မှုတင်နန်းတွေစင်တာတွေမသွားနိုင်တဲ့မိဘပြည်သူတွေဟာဂျန်နီယောဂဆိုတဲ့ဗီဒီယိုကိုကြည့်ပြီးမိမိအိမ်မှာပဲယောဂလေ့ကျင့်နိုင်ပါပြီမိဘပြည်သူတွေအတွက်သတင်းကောင်းတစ်ခုကတော့ဂျန်နီယောဂလေ့ကျင့်ခန်းဗီဒီယိုထဲမှာတစ်ခါမှယောဂလေ့ကျင့်ခန်းမလေ့ကျင့်ဘူးသေးတဲ့သူတွေအဆင်ပြေစေမဲ့သင်ခန်းစာတွေနဲ့ဝိကြလိုတဲ့သူတွေအတွက်သင်ခန်းစာတွေပါဝင်မှာပဲဖြစ်ပါတယ် အဲ့ဒီခွေးဆိုရင်တော့အတိကပီကင်းလာတဲ့အတွက်ဒီခါမှယောဂကိုမလေးချင်ဖို့လို့အတွက်ဆိုရင်လေးချင်လို့အဆင်ပြေပါတယ်လက်ပီတော့ဝေးချချင်တယ်လို့အတွက်ဆိုရင်အဆင်ပြေပါတယ်ဝင်းပိုင်မှာစီးချချင်တယ်လို့လက်ပီတော့ပေါင်းမှာစီးချချင်တယ်လို့အဆင်ပြေပါတယ်ယန်နီယောဂဗီဒီယိုကို February လ29ရက်နေ့မှာပဲဖြန့်ချီသွားမှာဖြစ်ပြီးဒီဗီဒီယိုထဲမှာတရုတ်ပြအဖြစ်ယန်နီနဲ့အတူတင်နန်းဆီယာမှာနှင်းနှင်းဖြူလို့ပါဝင်ထားပါတယ် ေါင်100လောက်ရှိပြီးစိတ်သက်ကြနေပေမဲ့ယောဂလေ့ကျင့်လိုက်တဲ့အခါဝိတ်ကျသွားပြီးစိတ်ဓာတ်တွေပြန်လည်တက်ကြွလာနိုင်တဲ့အကြောင်းကိုမနှင်းနှင်းဖြူကအခုလိုပဲပြောပြခဲ့ပါဗျ။ဒီရုပ်ပိုင်းဆိုင်ရာဆိုတဲ့အခါမှာကျမအရင်အရင်ဝရတယ်။ဟိုကလေးနှစ်ယောက်မွေးတယ်ပေါ့နော်။မွေးတဲ့အခါမှာပေါင်က200နီးပါးလောက်ဖြစ်တယ်။ဖြစ်တဲ့အခါမှာကျတော့ကိုယ့်ကိုယ်လည်းအရင်စိတ်ထက်ကြတယ်။ဒီ ရဲ့လူမှုရေးပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအဲစိတ်ပိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းဘာမှအာစိတ်တက်တက်ကြွားတာအဲတခုခုဆိုလို့ရှိရင်ချက်ချင်းထားမလို့ချင်တာအဲ့လိုမျိုးလေးတွေကဆိုအဲအဲ့ဒါလေးတွေကဆိုပြောင်းတယ်ပေါ့နော်ယောဂကျင့်တဲ့ခါမှာနေ့တာအလုပ်တစ်ခုကနေ့တိုင်းမဖြစ်မနေလုပ်ဖို့လုပ်ရမယ်မလုပ်လို့ရှိရင်ကိုလိုချင်တဲ့ဝေချတာပြီးရင်ဒီစိတ်ပျော်ရွှင်တာ active ဖြစ်တာ confidence ရှိတာဒါတွေတခုမှမနာဘူးဆိုတော့ဟာတွေကကိုယ့်ရဲ့ဒီဘက် daily life ဆိုင်မှာじゃအကုန်လုံးကို change ဖြစ်သွားတယ်ပေါ့အဲ့ဒါလေးပေါ့